ခေါင်းပေါ်ကတေမင်းစေးုံထဲမှာလူနာတွေနဲ့အပြီးစာတင်ကျောင်းမှာကျောင်းသားကျောင်းသူတွေရှိစစ်မြေပြင်မဟုတ်ဘူးရန်သူတွေရဲ့စခန်းမဟုတ်ဘူးစေးုံပေါ်တဲ့တဲ့ချစာတင်ကျောင်းပေါ်တဲ့တဲ့ချဘယ်သူတွေဘဝပြောင်းခဲ့ရပါသလဲ မြမပြည်သူခက်များများအမှုပညာရှင်အတတ်ပညာရှင်များစားဝင်အိပ်ပျော်နှုတ်ဆက်တော်မူသူတို့အိမ်ပေါ်တက်တဲ့မကြမချင်းမောင်စိန်ဝင်ပရိကုံဖြစ်ပါတယ်အလုံးမင်းမင်္ဂလာပါရေဝရှင်လေးမှပြန်လဲကျေဇူးလိုက်ပါတယ်ဒီကနေ့မေလ12ရက်နေ့ဒီနေ့မှာတော့ ကျောင်းသားကလင်းငယ်တွေရဲ့အမိအဖတွေရဲ့ငိုကြွေးတံတွေပွက်ပွက်ညံသွားကြပါတယ်ဟုတ်ပါတယ်ကျွန်တော်နောက်ထပ်တွေ့ရှိထားတဲ့အချက်လည်းရာစာသင်ကျောင်းပေါ်တက်တဲ့ဘုံကျဲချမှုနောက်ဆက်တွဲဖြစ်စဉ်မှာကျွန်တော်ကလင်းငယ်တွေစာသင်နေတဲ့အချိန်မှာပောက်ကွဲကအလွန်အင်မတန် ပြင်းထန်တယ်ပြီးတော့ကဘာကပါပိတ်ပင်ထားတဲ့ cluster နှစ်ဆင့်ကွဲဖုံးတွေကိုဘာကြောင့်အသုံးပြုရလဲကျွန်တော် clean နေတွေကိုတက်ဖြတ်ဖို့ရအလွန်ငယ်လာတဲ့ចောင်းသားចောင်းသူ clean ငယ်တွေလက်နက်မဲ့ clean ငယ်တွေကိုယ်ကိုယ်တော်မှမကာကွယ်နိုင်တဲ့ clean ငယ်တွေကိုတက်ဖြတ်ဖို့ဘာကြောင့် ဖြတ်အားဖြင့်နှစ်ဆင့်ကွဲကလစတာဘုံတွေအသုံးပြရတာလေအဲ့ဒီအကြောင်းတွေကိုကျွန်တော်မိဘတွေကိုတည်ပြမှာပါပြီးတော့ဒီပစ်စင်နဲ့ပတ်သက်ပြီးတော့လက်ရှိကျွန်တော်မိဘပြည်သူ တွေလည်းသိရှိပြီးနေပင်အခြေအနေတွေကိုတဝါလုံးကသတင်းမီဒီယာကလည်းဒါတွေကိုအခြေတွင်းဖော်ပြခဲ့တယ်ဒါကိုပြောင်းလဲပြောင်းစား လုံနေတဲ့ဟိုဘက်ရက်ကွက်ကလော်ဘီတွေဘလူတွေသတင်းအမှားတွေထုတ်ပြန်လဲဆိုတာကိုတင်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်တိဝင်းရင်ကြည့်ရှုကိုကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုတလေစာဖိတ်ခေါ်လိုက်ပါတယ်ဒီနေ့မှာကျွန်တော်ကလင်းငယ်တွေစာတင်ကြောင်းပေါ်တက်တဲ့အကျမ်းဖက်စစ်ခွေးတက်က အလုံးအင်မတန်ရက်ဆက်ရုပ်မှာဆိုတာဘုံကျဲခဲ့တယ်ဆိုတာအလုံးသိရှိပြီးဖြစ်ပါတယ်ကျွန်တော်တို့မနက်ပိုင်းစေနာယီဝင်းကျင်လောက်မှာစကိုင်းတိုင်းဒီပေရင်ကကြေးရွာလေးတစ်ခုရဲ့စာတင်ချောင်းပေါ်တဲ့တဲ့ကိုဘုံကျဲခဲ့တာပါလွဲမားတဲ့ပြစ်မှတ်မဟုတ်ဘူးဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့တကွာလုံးမှာရှိတဲ့ဓမ္မဘတ်တော်သားတွေအားလုံးထင်ရှားစွာသုံးသပ်မိမယ်လို့ ကျွန်တော်မြင်ပါတယ်ဟုတ်ပြီဒီကနေ့မှာကိုယ့်ကိုယ်တော်မှာမကာကွယ်တတ်တဲ့အပြုအစိမ်းဝစ်စင်ထားတဲ့အသက်ရှင်နှစ်ကနေပြီးတော့အရွယ်ဆုံးပါဝင်တဲ့ចောင်းသားចောင်းသူក្លេងငယ်တွေ အပါအဝင်ဆရာဆရာမတွေအပေါ်ကို ကဘာကပိတ်ပင်ထားတဲ့ cluster နှစ်ဆင့်ကွဲပုံပြင်းအားအလွန်အင်မတန်များတဲ့ဒီဘုံကြီး ਨੇ ဘာကြောင့်ကျဲချတာလဲတာမန်ကျတော်တို့ဒါအေဂျီမမလို့ဘုံ one time tree လို့ဘုံမျိုးတွေတောင်မှ အရန်ကိုကတ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့လူသားတွေရဲ့နှစီမခံနိုင်တာတွေ ရှိပါတယ်။ကိုဗီနာမှာဘုံကြတဲ့အချိန်မှာဒီနစီကကွဲသွားတာ၄ကျွန်တော်တို့ကိုနိုင်ကြုံခဲ့ဘူးပါတယ်။ဒါကကျွန်တော်တိုက်ပွဲတွေအတွင်းမှာကျွန်တော်တို့ရဲဘော်လူငယ်တွေလက်နက်ကြီး damage တွေဈားထဲမှာဖြတ်တန်းခဲ့ရတဲ့အကြောင်းကိုကျွန်တော်တို့အကောင်းဆုံးသိပါတယ်။တာမန်တရင်ရဝန်တွေထပ်ပေါ်ဗျာ။ကျွန်တော်ကိုနိုင်လက်နက်ကြီး damage ခံခဲ့ရတဲ့ရဲဘော်တအူးပါ။ ကျွန်တော်နဲ့ကျွန်တော်ဖြစ်စဉ်ကျွန်တော်ထိခိုက်ခဲ့တဲ့အကြောင်းကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ကမိပါသိပါတယ်ဟုတ်ပြီကျွန်တော်တို့ထိခဲ့တဲ့လက်နက်ကြီးတွေတဲ့အစာပေါင်းများစွာဖြတ်အားပြင်းတကယ်ကိုပြင်းထန်လွန်တဲ့လီဘောမာရင်ကွဲတဲ့ပြီးတော့အောက်မှာကြားလိုက်အချိန်မှာလည်းထပ်မံပြီးတော့ထက်ဆင့်ကွဲတဲ့နှစ်ဆင့်ကွဲတက်စာဘုံကို ကျွန်တော်တို့ clean ငယ်တွေရှိတဲ့နေရာကျွန်တော်တို့စာသင်ကျောင်းဝင်းကြီးတဲကို ကျွန်တော်တို့ဆရာဆရာမတွေရှိတဲ့နေရာကိုကျဲချတဲ့လုံရက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရင်မိပါတယ်ကျွန်တော် clean ငယ်တွေရဲ့ရုပ်သံ video file ကိုတော့ကျွန်တော်ရဲ့ Telegram မှာတင်ပြထားပါတယ်ဒီမှာတင်ပြလို့အဆင်မပြေတဲ့အခက်အခဲတွေကိုကျွန်တော်မိပါတယ်နားလည်ပြီးပါ သူတို့သားသမီးတွေဆုံးရှုံးခဲ့ရတယ်သူတို့ကလေးငယ်တွေစာသင်နေတဲ့အချိန်မှာပဲကိုယ့်အမေရင်ခွင်ကို ပြန်မလာနိုင်ကြတော့ကလေးငယ်တွေသေဆုံးခဲ့တာတော့တပ်ပေါ်တွေကိုသေဆုံးခဲ့တဲ့ခန္ဓာကိုယ်တွေကိုဒါတွေ့မြင်ရလို့ ။အော်ငါကလေးပါလား။အော်ငါသမီးပါလား။ငါသားပါလားဆိုပြီးတော့ခွဲခြားလို့ရတဲ့ကလေးငယ်တွေရှိတယ်လို့အချို့လုံးဝခွဲလို့မရအောင်ကိုတစားစီစုပ်ပြတ်တတ်သွားတဲ့အခြေအနေမျိုးကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့အမေတွေအဖေတွေကိုသားသမီးရဲ့အသားအစာလေးတွေကို ရေပေါ်မှာလိုက်ကောက်ပြီးတော့ဒီအသားစလေးဟာငါသားရဲ့အသားစလားငါသမီးရဲ့အသားစလားဆိုတာကိုရင်နာနာနဲ့လည်းနဲ့ကြီးကြောင့်တက်စီးခဲ့တဲ့အပြက်စီးတွေပုံနေကြသွေးတန်တရရဲမှာ ကိုကလေးငယ်ရဲ့အသားစလေးကိုလိုက်ကောက်ရှာပြီးတော့ငါရဲ့ကလေးလေးရဲ့ငါရဲ့သမီးရဲ့ငါရဲ့သားရဲ့ခန္ဓာကိုယ်အစအနာတာဘာလားဆိုတာကို အဖေတွေကိုယ်တိုင်အမေတွေကိုယ်တိုင်လိုက်ရှာနေရတဲ့အဖြစ်ဆိုးမိကမြတ်တာကျွန်တော်တို့မတိပဲနဲ့လုတ်ခဲ့တဲ့အဖြစ်လေးတွေတောင်မှကျွန်တော်တို့မိပါတယ်ကျွန်တော်တို့အရန်စိုးရင် ဒါသူတို့ရဲ့မျက်စိအရှိမှာပဲကျွန်တော်တို့စောင့်နေရင်းနဲ့တခုခုလေးထိခိုက်သွားရင်ပြာပြာတလဲလဲနဲ့အခါတည်းမှာကျွန်တော်တို့ထက်ကြီးတဲ့သူတွေပေါ့ဗျာကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကျွန်တော်တို့တခုခုလေးဖြစ်သွားတာတော့မှသူတို့တွေတော့မှရောပြီးရောစုပူချိန်ပေါင်းခံရတဲ့အဖြစ်ပြက်တယ်ရှိမှာကိုယ့်ရဲ့သားသမီးအရင်ကိုယ့်ရဲ့ကလင်းငယ်အွှေမရောက်သေးတဲ့ကလင်းငယ်တွေ ။ចောင်းထဲမှာပုံကျက်တက်ပြလိုက်တဲ့ဖြစ်စဉ်မှာပါသွားတဲ့အခြေအနေတွေကျွန်တော်တခါကျွန်တော်မိဘတွေကိုတင်ပြခဲ့ပူးတယ်ကျွန်တော်အချက်သားပြည်သူကြေးရွာကိုအချက်မဖတ်စစ် ခွေးတက်ကလက်နဲ့ကြီးနဲ့ပစ်ချလိုက်တဲ့အချိန်မှာအခုလိုပုံစံမျိုးပဲကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ခင်မောင်း ကိုယ့်ရဲ့အမျိုးသမီးဘသူဘယ်ဟွာမှန်းခွဲခြားလို့မရအောင် အသားဆိုင်တွေကနေရာအနှံ့ပြတ်ထွက်သွားတာအဲ့တော့အဲ့ဒီအသားဆိုင်လေးတွေကိုလင်ပန်းလေးနဲ့လိုက်ကောက်ဖဲ့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအပြစ်မဲ့ကျွန်တော်တို့ပြည်သူတွေအပြစ်မဲ့ကျွန်တော်တို့ကလေးငယ်တွေအခုလိုပဲ ရဲရဲဆက်ဆက်တက်ဖြတ်ခံနေရတာနှစ်ပေါင်း90ကျော်ကြာခဲ့ပါပြီမေရီရဲ့ယူကျုံမရတဲ့ငိုတန်းကျွန်တော်တို့နားနဲ့နားထောင်ရတာမောင်းသားထဲမှာတကယ်တစ်စစ်ဆက်နဲ့နားပါတယ်ကျွန်တော်ရဲ့ရေဝရှန်လီ family ကျွန်တော်မိသားစုဝင်လည်းအဲ့ဒီ video ကိုကြည့်တဲ့အချိန်မှာတော်တော်လေးစိတ်မကောင်းဖြစ်သွားကြတာကိုလည်းတွေ့ရပါတယ်။ဟုတ်ပြီ။ကျွန်တော်ကလေးငယ်တွေရဲ့ဒါစုရဲ့ကလေးတွေစာသင်နေတဲ့အချိန်ဖြစ်ချင်တော့လဲဒီအပိုင်းတွင်းမှာအဲ့ဒီကလေးငယ်တွေကလည်းစာမွေးပွဲရှိပါတယ်။စာမွေးပွဲရှိတဲ့အချိန်ဆိုတော့လူပိုဆုံးသွားတယ်လို့ဖြစ်သွားတာပေါ့ဗျာ။ ီကောင်နေကျွန်တော်တို့ကလေးငယ်တွေဟိုအဆုလိုက်အပြုံလိုက်တက်ဖြတ်လို့လွယ်တယောင်အောင်ဖြစ်သွားတယ်ဒီနေ့မနှစ်ပိုင်းစင်နာယီဝင်းကျင်မှာမီလာ12ရက်နေပေါ့ဗျာဒီပင်းကြီးမြို့နယ်အိုးထိန်တွင်ကျေးရစာသင်ကျောင်းကိုအချမ်းဘတ်ဖက်စစ်တပ်ကလေချောင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်မှုအတွင်းမှာဝချင်းပြီး22ဦးသေဆုံးပြီးတော့ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှုအယောက်40ကျော်ရှိပါတယ်။ကနဦးကြတိနေတဲ့သတင်းတွေအကြားတင်းထန်တဲ့ဒဏ်ရာရရှိမှုတွေနဲ့အတူကျွန်တော်တို့ clinic တွေထပ်မံပြီးတော့အသက်တွေဆုံးရှုံးနေရတဲ့အတွက်အယောက်50ဝန်းကျင်အထိရှိနေပြီလို့လည်းကျွန်တော်ကြတိထားရပါတယ်။ဟုတ်ပြီ။ Jet fighter နဲ့ပြစ်သွားတယ်။လက်နက်ကြီးနဲ့ပုံကျဲသွားတယ်။အဲ့ဒီလက်နက်ကြီးဟာအចောင်းပေါ်ကိုတဲ့တဲ့ပြစ်ချသွားပြီးတော့ မြေပြင်ပေါ်မှာပြန့်ကျဲသွားပြီးတော့နှစ်ဆင့်ကွဲသုံးဆင့်ကွဲပေါက်ကွဲဖြစ်စည်းသွားတာ ဖြစ်တယ်လို့ဒေတာကန်ဒါတာဝန်ရှိတဲ့သူတွေကပြန်လည်ပြီးတော့တင်ပြထားပါတယ်တိစုံသွားတဲ့ဒံယာရစရင်တွေတိစုံသွားတဲ့စရင်တွေကိုကောက်ရှူနိုင်ဖို့ထမှန်ပြီးတော့စရင်လုံနိုင်ဖို့ကိုစူးစမ်းနေရပါကြောင်း စိတ်ကောင်းကြီးစွာနဲ့ကျွန်တော်တင်ပြလိုက်ပါတယ်။ဟုတ်ပြီ။ဒါတွေကိုကွင်းစင်းပြီးတော့အတတ်နိုင်ဆုံးဝိညာဉ်ကူညီမှုတွေနဲ့အတတ်နိုင်ဆုံးစေဝါကုသ နိုင်ဖို့ကိုလည်းပဲကျွန်တော်တို့ပြည်သူလူထုနဲ့အတူကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေပူပေါင်းဆောင်ရွက်နေရကိုတော့ကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးခြင်းပါတယ် အဲ့ဒီမှာပါတဲ့အသက်အရွယ်အနေဆုံး၈နှစ်အရွယ်ကလေးငယ်တွေအပါဝင်73နှစ်74နှစ်95နှစ်16နှစ်18နှစ်78နှစ်ကလေးငယ်တွေပါတည်ဆုံးခဲ့ရပြီးတော့အဲ့ဒီမှာတည်ဆုံးခဲ့တဲ့ဆရာမတွေရဲ့အသက်ဟာ23နှစ်နဲ့24နှစ်ဖြစ်ပါကြောင်းကနဦးသိရှိထားရပါတယ်သူတို့အကျံဖတ် တက်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိပါရယ်ဘယ်လိုမျိုးမှတ်ချက်ပေးချင်ပါလဲကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာမိမိတို့ရဲ့မှတ်ချက်အသီးသီးကိုရေးပေးခဲ့စီလိုပါတယ်ဒါကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအကျန်းဖတ်ရုပ်မှရက်ဆက်နေတဲ့သူတွေရဲ့လုံရက်အပေါ်ကျွန်တော်တို့ပြည်သူတွေရဲ့တကယ့် ခံစားရတဲ့ခံစားချက်တွေအားလုံးကိုသိစေလိုတဲ့ဆန္ဒလဲပါပါတယ်ဟုတ်ပြီဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဟိုဘက်ချက်ကကောင်းတွေကသတင်းတူသတင်းလိမ်ဘလူတွေတော့ပြောနေလဲဆိုတော့အဲ့ဒီစာသင်ကျောင်းထဲမှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလက်လုံဘုံတွေ လုတ်နေတဲ့အချိန်မှာလက်လုတ်ဘုံပေါက်ကွဲပြီးတော့စာသင်ကျောင်းပေါက်ကွဲမှုဖြစ်သွားတယ်အဲ့ဒီကလေးငယ်တွေတည်ဆုံးသွားတယ်ဆိုတဲ့တည်မဟုတ်မမှန်ထုတ်ပြန်လာပါတယ်ဘလောက်တောင်အော်ဖို့ကောင်းလေဘလောက်တောင်အုံတော့မဲ့လုံးလဲဆိုတာကိုတွေ့ရမှာဖြစ်တယ်သူတို့ဘသူကိုလိန်ချင်တာလဲ ကျွန်တော်ရဲ့မိပါတယ်သူတို့ဘာတွေကို ဖာခြင်းနေတာလဲလက်ရှိကျွန်တော်တို့ပြည်သူတွေလက်ရှိတကဘာလုံးက သိနေတဲ့အခြေအနေတို့ကောင်မြပြောင်းပြောင်းတင်းတင်းသူတို့တွေလိန်ခြင်းနေတာကိုလဲမထူးခြားစွာ တွေ့နေရပါတယ်ဟုတ်ပြီကျောင်းထဲမှာမိုင်းထုတ်လို့ပကွဲသွားပါတယ်ဆိုတော့ တို့ရဲ့တည်င်းအလိန်ဟာဘလောက်တောင်အဆက်အကြောက်တရားခင်းမဲ့လဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေမြင်တွေ့ရမှာဖြစ်ပါတယ်ဒီကောင်လေးထုတ်ပြန်ခြင်းညာချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဘာမှပြောစရာမရှိအောင်အငိုအန်အော်မှင့်တတ်မိပါတယ်အရှိဖြစ်စဉ်တွေမှာလည်းပဲဒီလိုပဲတည်င်းတွေကိုလိမ့်ခဲ့တာရှိတယ်ဒီလိုပဲဘလောင်းပလဲလုတ်ခဲ့တာတွေရှိတယ်ဒါဟာကျွန်တော်တို့ပြည်သူတွေအားလုံး သိရှိပြီးဖြစ်ပါတယ်ကျွန်တော်ဒီကနေ့အဓိကပြောချင်တာကကျွန်တော်နိုင်ငံအတွင်းမှာအခုလိုမျိုးပဇင်ကြီးလိုမျိုးဖြစ်ရမျိုးပြီးတော့ကျွန်တော်တို့လူငယ်တွေကို အရှင်လက်လက်တပင်မှတန်ချိုးနဲ့ခြီဇောက်ထိုးချပြီးတော့အရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေကိုခေါင်းငင်မျိုးစုံတက်ပြီးတော့အကြမ်းဖက်တပ်ဖြတ် မရင်းကျင်ခဲ့တဲ့ဖြစ်ရမျိုးတွေအသက်ကြီးတဲ့ဖိုးဖွားတွေပါမကြံအရှင်လက်လက်ခေါင်းဖြတ်တက်ခံရတဲ့အခြေအနေဆိုးကြီးတွေကိုအိမ်ထဲမှာပဲကိုကျိုးနဲ့အတုတ်ခံရပြီးတော့ပိတ်လောင်ခံရပြီးတော့အရှင်လက်လက်မီးရှို့ခံခဲ့ရတဲ့ကျွန်တော်တို့ရဲ့အခြေအနေတွေဒီကနေ့ ကျွန်တော်တို့ចောင်းသားတွေကိုဆောင်းဝဲပွဲရှိတဲ့အချိန်မှာပို့ပြီးတော့များပြတဲ့ကလေးငယ်တွေရှိတဲ့အချိန်မှာ ဖြတ်အားပြင်းတက်စတာနှစ်ဆင့်ကွဲဘုံနဲ့ပါရဲ့ဆက်ဆက်တက်ဖြတ်ခဲ့မသေးမှဆိုးလို့တာမန်ဘုံကိုတုံးတာမဟုတ်ဘူးစွန့်ပြီးပါတယ်ဒီလိုမျိုးခြေနှွေတွေမှာတော်တော်ကျွန်တော်တို့အားလုံး ရင်နာနာနဲ့တောက်ခေါက်တဲ့အတန်တွေကိုလည်းကျွန်တော်ကြားရပါတယ်ပြီးတော့အလုံးကိုရုပ်မှရိုင်းဆိုင်လွန်တဲ့မင်းအောင်လှိုင်တဲ့အပေါင်းပါတွေကိုဆယ်ရီတိုင်းထွာနေတာကိုလည်းကျွန်တော်တွေ့ရပါတယ်ပြင်းပြင်းထန်ထန်သုံးသက်ဝေဖန်တာတွေကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာကောက်ယုံမိမဟုတ်ဘူးဆိုတာကိုလည်းပြတ်တာဘူး ရေးကြီးတဲ့ကျွန်တော်ရဲ့မိဖကျွန်တော်ရဲ့ညီကိုမောင်နှမကျွန်တော်တို့ဟာ ခုလိုဖြစ်စဉ်လေးဖြစ်သွားလိုက် profile မှာ black လေးချိန်သွားလိုက် profile အမေအောင်လေးချိန်သွားလိုက်ဝမ်းနေကြောင်းစိတ်မကောင်းဖြစ်ကြောင်းမိသားစုနဲ့ထပ်တူခံစားရကြောင်းပြောဆိုနေလို့မပြည့်စုံနိုင်ဘူးကဘာကြီးကလည်းကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက်ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အရန်ကိုစိုးရင်နေမယ်လို့ကျွန်တော်ဒီကနေပြီးတော့လဲထင်မိပါတယ်ဖက်ဒရယ်နဲ့ဒီမိုကရေစီတွားနေတဲ့လမ်းကြောင်းမှာဒီမိုကရေစီအင်အားကြီးနိုင်ငံတွေရဲ့အခုအညီယနေ့အချိန်ထိကျွန်တော်တို့ပြည်သူတွေမရရှိသေးတာကိုလည်းပဲယနေ့တပ်ဖြတ်ခံရတဲ့နောက်ဆုံးသောအဆုလိုက်အပြုံလိုက်ကလေးငယ်တွေចောင်းသားတွေတည်ဆုံးသွားတဲ့အချိန်နေထိအောင်ပါပဲဗျာအော်ဇေယရော မရှိပါဘူး။ဒါကြောင့်ကျွန်တော်တို့ပြည်သူတွေကောက်ရိုးမီမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပြသရမယ်အချိန်ဖြစ်တယ်။ပြီးတော့ဒီပြစ်အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်နဲ့အားဖြင့်စိတ်ဆိုးတဲ့ဒေါသခွက်တယ်ဆဲဆိုးချိန်မောင်းယုံနဲ့မပြည့်စုံမဲနဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့အနာဂတ်ကျွန်တော်တို့ clean ငယ်တွေ tower အေဂျန်ပျော်ရွှင်ဖို့အတွက်အခုလိုဖြစ်ရဆိုးတွေ not the pan မကြုံတွေ့ရဖို့အတွက်ကျွန်တော်တို့ရဲ့တော်လှန်သောမိတွေတဟုံးဟုံးတောက်လောင်ရမယ်အချိန်ဖြစ်ပါကြောင်းကျွန်တော်ရဲ့မိဘတွေကိုတင်ပြခြင်းတာပါအချို့ကပြောတယ်မိတို့တွေရတယ်ဖြစ်ပြီးပြက်ပြီးခဏလေးပဲခဏနေတော့လဲကိုယ်နဲ့မဆိုင်သလိုပဲပြီးတော့လဲမိသွားကြတာပဲ မင်းတို့ကအောက်ကျိုးမီးပါမင်းတို့ကဘာမှမဟုတ်ပါဘူးခရစ်ချင်းတိဒီလိုမျိုးသုံးသပ်မှုတွေရှိနေစေဖြစ်တယ်ဒါကြောင့်ဒီနိုင်ငံရဲ့အတွင်းထဲမှာကျွန်တော်ကလေးငယ်တွေကျွန်တော်တို့ရဲ့ဇာဆရာဆရာမတွေကျွန်တော်တို့ရဲ့အဖိုးအဖွားတွေကျွန်တော်တို့ရဲ့ဖုံးတော်ကြီးတွေနေ့စဉ်ရက်ဆက် အသက်ပြခံနေရတာကို ကျွန်တော်တို့အားလုံး ပူပေါင်းပြီးတော့အញ្ញဆုံးရတ္တန်ဖို့ရေးကြီးပါကြောင်းတပြခြင်းနဲ့ကျွန်တော်တို့အားလုံးကကောက်ရိုးမီမဟုတ်ဖဲနဲ့တဟောင်းဟောင်းတောင်းလောင်နေတဲ့တော်လှန်သောမိတွေအဖြစ်ပြောင်းလဲပြီးတော့အာနာရှင်အာနာယူအုပ်စုကို ပြာချသွားနိုင်တဲ့အခြေအနေတည်းတောက်လောင်ကြပါစို့လို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ချင်ပါတယ် နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။လက်နက်ပေးစစ်ပေးကပ်ပေးကြောက်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူအိုးကြီးစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လေးနက်နက်ဆူတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလေးပါ။